အမှတွေ့နေတာပဲဘာဖြစ်ဆို AI နေကျွန်မပြောရနော် AI ကလေကျွန်မနာမည်တွေပါမယ်တဘောကဟိုရုပ်တွေပါမယ်ဆိုလို့ရှိရင်ကိုယ့်ရှေ့ကိုရောက်အောင်စိုက်ဆိုင်မြဲမြဲလာပြတာလीနော် AI ဆိုတဲ့တဘောက TikTok မှာဆိုလဲလीအမှယောက်ျားဓာမဲတွေနဲ့စောင်းပြောချိတ်ပြောပြီးတော့မှလीရိုင်းရိုင်းဆိုင်ဆိုင်နဲ့ပြောနေတဲ့သူတွေတွေ့တယ်ကျွန်မနော် သူတို့အကောင့်ကြီးကျွန်မ screenshot အောင်ရိုက်ထားသေးတယ်။သိဆိုးလာရင်ဆိုပြီးတော့မှလေ screenshot အောင်ရိုက်ထားသေးတယ်။ဒါပေမဲ့ပြန်ပြီးတော့မှကြည့်လိုက်တော့လေတုံ့ပြန်လို့ကောင်းလောက်တဲ့အဆင့်အနေထားတွေနဲ့လူပုဂ္ဂိုလ်တွေမဟုတ်ဘူး။ကျွန်တော်တို့တွေကအရေးသွေးနှိမ့်တဲ့သူတွေနဲ့ကစကားချင်းရှင်ပြောလို့ကိုဘလို့မှအဆင်မပြေဘူးနော်။ဘလောက်စကားပဲပြောပြောသူတို့ရဲ့အုံနောက်ညံရင်ညံသွေးမှာနားလည်နိုင်စွမ်းမရှိတဲ့သူတွေနဲ့ဆိုကျွန်တော်တို့ကခွန်းတုံ့ပြန်ပြီးတော့မှစကားပြောဖို့အတွက်ကအဆင်မပြေဘူးနော်။ဆိုတော့ကျွန်တော်ရောက်ကြိုင်းဓာမဲနဲ့အမလေးအမျိုးဆုံး ကျိုးခုံအားပြောနေတာနေအမှနော်မလင်အမှဟိုကျွန်မကတော့ဟိုအမှကိုကလာတို့နော်ဘဘာတို့ညာတို့နာမည်နေနော်ဆရာပြောပါရပါတယ်ဒါပေမဲ့ဟိုစောင်းမပြောနဲ့ဒဲ့ပြောလို့ရတယ်နော်ဒဲ့ပြောလို့ရတယ်စောင်းပြောတာကျတော့ယောက်ျားမဆန်ဘူးပေါ့နော်အဲ့တော့ကျမကပြန်ပြီးတော့မှခုနှုတ်နေပြန်ပြီးတော့မှငါ့ကိုဒီလိုပြောလို့ဘလို့ပဲချမ်းသာပါညာရန်ဖြစ်ဖို့ရိအစီအစဉ်မရှိဘူး။ဘာဖြစ်လို့လဲကျမ Facebook ပေါ်မှာကျွန်မရက်တည်နေတယ်ကျွန်မ social ပေါ်မှာရက်တည်နေတာလူတကာနဲ့ယံဖြစ်နေတဲ့ပုံစံမျိုးနဲ့ယက်တည်နေတာမဟုတ်ဘူးကျွန်မလူတွေကကျွန်မကိုယံဖြစ်နေတယ်လို့ထင်ပြီးတော့မှ ပြောနေတဲ့သူတွေကညံရင်နေလို့ကျွန်မကအများနဲ့တက်ဆိုင်တဲ့ကိစ္စတွေကို အများဝိုင်းပြီးဆဲဆိုနေကြတဲ့ကိစ္စတွေကိုအဆဲအဆိုမပါဘဲနဲ့ကျွန်မကကျိုးချောင်းစီလျော်စွာနဲ့ဝေဖန်ထောက်ပြတာ နော်ဝေဖန်ထောက်ပြတာကျမပြောသည်မျှစကားတိုင်းကိုလည်းနားထောင်ရမယ်နင်ပြောတဲ့စကားကိုငါတို့ကနားထောင်စရာလိုအနေကဘာကောင်းမှမလို့လဲဆိုတော့ကျမပြောတဲ့စကားတွေကိုနားထောင်ပါလိုက်နာပါကျင့်သုံးပါလို့ကျမဘယ်သူ့ကိုမှမပြောဘူးဟုတ်တယ်လားလူဆိုတာကြိုက်ရင်လည်းကြိုက်မှာပဲမကြိုက်ရင်လည်းမကြိုက်ဘူးပဲလိုတဲ့သူကယူမလိုတဲ့သူကပယ်လိုက်ဒါပဲရှင်းရှင်းလေးပဲဟုတ်တယ်လား ဲ့တော့အဲ့လိုအဲ့တော့ဒီလိုမျိုးဝေဖန်နေထောက်ပြရတဲ့ဆိုတဲ့နေရာမှာလဲချစ်ချင်းမုန်းကြီးမပါဘဲနဲ့ကျမတို့ကအများအကျိုးအတွက်အနေနဲ့ပဲဝေဖန်ထောက်ပြတာရှိတယ်အဲ့တော့ဒီလိုဝေဖန်ထောက်ပြပြီးလို့လဲဒီလူပေါ်မှာအမုန်းတရားင်းနဲ့တိုက်ခိုက်เสียရလဲကျမတို့ဘာမှမရှိဘူးเนาะအဲ့တော့လမ်းတွေ့ရင်ကျမခေါ်နိုင်တယ်လို့ကျမပြောပါဟောလားဟုတ်တယ်လားဆိုတော့ဟိုတယောက်နဲ့တယောက်နဲ့အပြုတ်သဘောနဲ့ထောက်ပြတဲ့ဟာပဲရှိတယ်ဆဲဆိုရိုင်းဆိုင်ပြီးတော့မှတိုက်ခိုက်တာမျိုးမဟုတ်ဘူးအခုဒါပေမဲ့တော်တော်များများကတော့ဆဲဆိုရိုင်းဆိုင်ပြီးတော့မှတိုက်ခိုက်တာ personal attack လောက်တာရုပ်ကဘလို့ အတန်ကဘလို့ဘယ်ဟာကဘလို့ကျွန်မတခါမှမလူတွေကိုအဲ့လိုမပြောဘူးဘူးပြဿနာတစ်ခုကျမတို့က hot issue တစ်ခုကိုကျမတို့ကမြင်နဲ့အမြင်နဲ့အစင်တန်းရှိရှိနဲ့ရှုမြင်သုံးသပ်တာနော် personal attack လုပ်ပြီးတော့မှဆဲဆိုရိုင်းဆိုင်တာမျိုးမဟုတ်ဘူးအဲ့တော့ personal attack လုပ်ပြီးဆဲဆိုရိုင်းဆိုင်နေတဲ့သူတွေကိုဘာပြောချင်လဲဆိုဘာမှမပြောချင်ဘူးဘာဖြစ်လို့လဲဆိုတော့စကားချင်းရှင်ပြောဖို့တောင်မတန်တာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှမပြောချင်ဘူး နော်အဲ့တော့ယောက်ျားကြီးတွေဓာမဲတွေလည်းတွေ့တယ်နော် တွေ့တယ်မတွေ့တာမဟုတ်ဘူးတွေ့တယ်တွေ့တယ်တွေ့တယ်ဒါပေမဲ့မပြောကြင်ဘူးကျမရက်တီနေနဲ့ရက်တီချက်ကရိုးရှင်းနေနော်အဲ့တော့ကျမအနီးအရကပါတယ်လို့ပြောအောင်လဲတနိုင်ငံလုံးပါနေတဲ့ကိစ္စတွေလीဟုတ်လား ကျမလည်းဒီနိုင်ငံသားတွေရဲ့နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမလည်းပါမှာပေါ့ဟုတ်လားတနိုင်ငံလုံးတောင်မှပဲပါနေတာပဲအေးဒါပေမဲ့လူတိုင်းစီပါပြီးဆဲဆိုရိုင်းဆိုင်ပြီးတော့မှပါနေတာထက်ဆိုင်ကျမပြောဆိုဆွေးနွေးတဲ့ဟာကပို့ပြီးတော့မှထိရောက်မှုရှိတယ်ဒါသေးကြတယ် ်နော်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကျမတို့ရက်တည်နေတဲ့အနေအထားအရတခွန်းဆိုတခွန်းထိမိတယ်တခွန်းဆိုတခွန်းထိရောက်တယ်ပြောဆိုပုံပြောဆိုနီးတင်ပြပုံတင်ပြနီးအရဒါကြောင့်မလို့အများနဲ့တက်ဆိုင်တဲ့အကျိုးရှိစေတဲ့ကိစ္စတွေဆိုပါဝင်ပြီးတော့မှပြောနေရတာကျမလည်းကိုထမင်းကိုစားပြီးပြောတာကျမကဘယ်သူမှတပြားတစ်ချက်နဲ့လာပေးတာမဟုတ်ဘူး attention လိုချင်နေတော့ Facebook က like တွေလိုချင်လို့တော့ TikTok ကဘာတွေလိုချင်လို့လို့ပြောအောင်လဲကျမ Facebook တွေကျမ TikTok တွေက monetization တစ်ခုမှစားပြီးတော့မှလုပ်နေတဲ့အကောင့်တွေမဟုတ်ဘူး နော်ကျမကဒါရီနဲ့ပတ်စံရှာစားလို့ attention ရအောင်လို့မလို့ view ပေါက်အောင်လို့မလို့ကျမက attention လုပ်ပြီးတော့မှပြောနေတာမျိုးမဟုတ်ဘူးနော်ကျမတကင်းကိုယင်ထဲကစေတနာမြင့်တာနဲ့ကျမတို့ကလည်းဟိုလိုတဲ့သူလဲယူပြီးတော့မှကျမတို့စင်ကြင်လို့ရအောင်တွေးတောလို့ရအောင်အတွေးခေါ်တွေကို sharing caring လုပ်တဲ့သဘောပဲဒီသဘောနဲ့ပဲပြောတာဆင်အောင်လို့တာလည်းမဟုတ်ဘူး သူတိသူတက်လည်းမဟုတ်ဘူးเนาะအေးသူတိသူတက်သူတိသူတက်ဆိုတဲ့အကြောင်းအရာတော့ပြောရမယ်ဆိုလို့ရှိရင်เนาะစကားတွေအများကြီးပြောရဲဆိုတာတိမာတက်မာတော့ပြောလို့ရတယ်ဒါတော့မြင်းမြတ်မှတ်ထားမတိပဲမတက်ဖဲနဲ့တော့ပြောလို့ရှိလို့ရှိရင်အဲ့လိုမျိုးအောက်တန်းစားစကားတွေအစင်းအဆူအရင်းဆိုင်တွေပဲထွက်လာမှာတိလို့တက်လို့အကျိုးအကြောင်းစီလင်ော်စွာနဲ့ presentation ကောင်းကောင်းနဲ့တင်ပြနိုင်တာ စာဖတ်အားကောင်းထားမှတင်ပြနိုင်တာအဲ့တော့မတိမတက်ပဲနဲ့ပြောတယ်ဆိုရင်ခုနလိုရိုင်းရိုင်းဆိုင်ဆိုင်နဲ့ personal attack လုပ်ပြီးတော့မှနေရဘာကောင်မှလဲနေရဘာကောင်မှမလို့လဲနေရဘလို့ဖြစ်လဲဆိုတော့အဲ့ဒီလိုမျိုးအရင်မရအဖက်မရအောက်တန်းစားစကားတွေပဲထွက်လာမှာနော်နင်တိနင်တက်လားဆိုဟုတ်တယ်နင်တိနင်တက်မှပြောလို့ရတာနင်မတိနင်မတက်ရင်ပြောလို့မရဘူးကျမတို့စကားပြောဆွမ်းရည်ဆိုတာတိမှတက်မှစာဖတ်အားတွေနာမှဘဟုတုတ္တရပြည့်စုံမှ ်စင်ငင်းုံတရားတွေနဲ့မှကျမတို့ကဒီလိုမျိုးမှပြောလို့ရတာမဟုတ်လို့ရှင့်တော့အယုဒ္ဓအနတ္တတွေနဲ့အရင်ဆိုင်စကားတွေပဲပြောလို့ရမှာအဲ့တော့လွန်ရင်ယူမလွန်ရင်မယူနဲ့ Facebook ပေါ်မှာ TikTok ပေါ်ဒီမှာ blog ဆိုတဲ့ခလုတ်ဟာအလကားထထတာမဟုတ်ဘူးမမြင်ချင်း blog သွားလိုက်အင်းနိဒီဒီကောင်မအောင်မမြင်ချင်းလို့ blog လဲတက်တက်လာတယ်ဆိုတော့ဟုတ်တယ်ကျမရဲ့စကားတွေကိုသဘောကျလို့မလို့ကျမရဲ့ fan ဆိုပြီးတော့မှလှုပ်ထားတဲ့ account မောင်းများစွာရှိတယ် ကလေးတွေသူတို့ကတော့ monetization လေးတွေစားပြီးတော့မှကျမရဲ့ speech လေးတွေကို ပြန်တင်ကြတဲ့ကလေးတွေရှိတယ်။ကျမကိုမှီပြီးတော့မှသူတို့စာဝင့်နေရေးကိုရိုးသားစွာရှာဖွေနေကြတဲ့ကလေးတွေရှိတယ်။ကျမရဲ့ speech တွေကိုပြန်တင်ရင်အဲသူတို့ရဲ့အကောင့်လေးတွေကပတ်စံဝင်တယ်ဒေါ်လာလေးတွေဝင်တယ်။အဲ့ဒီရဲ့အကောင့်တွေတော့မြင်နေရလိမ့်မယ်။မမြင်ချင်အဲ့ဒါတွေပါဘလော့သွား။ နော်ဆိုတော့အဲ့လိုတော့ရှိတယ်အဲ့တော့ကျွန်တော်တို့တွေကတဦးနဲ့တီဦးနဲ့ပြောဆိုဆွေးနွေးကြရတယ်ဆိုတဲ့နေရာမှာအစင်တန်းရှိရှိပြောဆိုပါဆွေးနွေးပါ personal attack လုပ်ပြီးတော့မှရိုင်းရိုင်းဆိုင်ဆိုင်နေပြောဆိုနေတယ်ဆိုတာကကိုယ့်ရဲ့ living standard လည်းနေမရရောက်ပါတယ်ဟုတ်တယ်နော်ဆိုတော့ငါကတော့နင်ဒါပြောတဲ့ဟာကိုဒါကြောင့်မလို့လက်မခံဘူးကျွန်မလည်းအမြင်နဲ့ပြောတယ်လीဒါကတော့ဒီလိုဖြစ်ရင်မှားတယ်ဒါကတော့ဒီလိုဖြစ်တဲ့နေနော်ဒါကတော့ဒီလိုလေးဆိုရင်တော့ လိုနေသေးတယ်ဒီလိုဖြစ်တဲ့နေဒါကတော့မဖြစ်တဲ့ဘူးဒါကတော့ဖြစ်တဲ့နေအကျုံးအကြောင်းစီလျော်စွာနဲ့ဖြစ်တဲ့ဖြစ်တိုက်တာနဲ့ကိုចောင်းကျိုးစီလျော်စွာတင်ပြတယ်လीဟုတ်လားကျမပြောတာမှားတယ်ဆိုလဲကျမကိုចောင်းကျိုးစီလျော်စွာနဲ့ပြန်ပြီးထောက်ပြဒါဆိုရင်ကျမလည်းပြန်စဉ်းစားမှာပေါ့ဩဟုတ်တယ်ဒါဆိုရင်တော့ငါဒီလိုလေးလိုအပ်သွားတယ်ဒါဆိုရင်တော့ငါမဟုတ်ဘဲနဲ့ရိုင်းရိုင်းဆိုင်းဆိုင်းနေနေကြတဲ့ခါကျတော့ personal attack လောက်တာဖြစ်တယ်เนาะဆိုတော့အော် ဘာစနဲ့ attack လုပ်တယ်ဆိုရမှာလေအတိုင်းအတာတစ်ခုထိရှိတယ်ဘာစနဲ့ attack လုပ်ကြတယ်ဆိုတာမှာเนาะအာကျွန်တော်တို့အောင်မြင်နေတဲ့သူတိုင်းကြော်ကြားနေတဲ့သူတိုင်းငါတို့ဆင်းရင်တော့ခံရမှာပဲဆိုတဲ့အတွေးမျိုးဆိုအရင်မှားသွားလိမ့်မယ်เนาะဆိုတဲ့ခါကျတော့ဟိုတဖက်လူခံနိုင်တဲ့အတိုင်းအတာထိပဲဆဲဆိုရိုင်းဆိုင်ကြတာကောင်းတယ်တဖက်လူခံနိုင်တဲ့အတိုင်းအတာကနေကြော်လွန်ပြီးဆဲဆိုရိုင်းဆိုင်ကြတယ်ဆိုရင်တရားတပောင်နေဖြစ်လာတယ်ဆိုရင်ကျွန်မပြောပြမယ်တရားတပောင်ဖြစ်တယ်ဆိုတော့အလကားဖြစ်လို့မရဘူး နော်ကျမဟိုတလောကသတင်းစာတွေထည့်တယ်လို့ပြောပါအောင်လားနော်သတင်းစာတွေကိုကျမအကောင့်အတူတွေဖြစ်တာရင်ကျမကိုဒီလိုမျိုး personal attack လုပ်တဲ့ဟာတွေလွန်လွန်ကျွကျွလုပ်လာတဲ့ဟာတွေအတွက်ကိုပုံမှန်၅ခုနဲ့ရှေ့နေကရေးပြီးတော့မှသတင်းစာတွေမှာထည့်တယ်။ဘောင်ဝင်အောင်ထည့်ထားပြီးသားသတင်းစာတွေမှာဘာမှတရားဆွေးနဲ့အစ်စ်နေလည်းမပါဘူး။ဘာမှကိုမလုံရသေးဘူးနော်။သတင်းစာတွေမှာကြော်ညာထည့်ယုံမယ်ရှေ့နေက၁၀သိန်းရှေ့နေ၂ယောက်စာသတင်းစာကြော်ညာက၄သိန်း၈တောင် 14သိန်းနဲ့8000ကုန်တယ်။ဘာမှမလုပ်ရသေးဘူး။နော်အဲ့တော့အမှုခင်းနေဖြစ်တယ်တရားတစ်ပောင်နေဖြစ်တယ်ဆိုငွေကုန်ကြေးကြတွေလည်းများပါတယ်။နော်ဟုတ်လားလား။ငွေကုန်ကြေးကြတွေလည်းများပါတယ်။အဲ့တော့ဟိုဘာမှမဖြစ်ကြတာကောင်းတာပေါ့နော်ဒါကြောင့်မလို့စကားတွေကိုစီးလို့ဝါလွတ်နဲ့မပြောကြဘူးနော်စီးလို့ဝါလွတ်နဲ့မတိုက်ခိုက်ကြဘူးဟုတ်တယ်လားအခုဆိုဆဲဆိုတိုက်ခိုက်နေတဲ့သူတွေကြိလိုက်လို့ရှိလို့ရှိရင်ကျွန်မခုနကပြောတာတရားစရိတ်မပြောနဲ့ကိုဟာကိုမနဲ့ထမင်းညာထမင်းနောက်မှာနဲ့မမှန်ဘူးနော်ဟိုဒီမှာ ဖုံးပေထည့်ပြီးတော့မှတထောင်ထည့်ပြီးတော့မှလိုင်းမော်တက်ပြီးတော့မှလူတွင်ကျဲလုတ်ပြီးတက်ဆဲနေကြတဲ့သူတွေကြီးပဲတွေ့လိုက်လို့ရှိလို့ရှိရင် နော်ဆိုတဲ့ခါကျတော့လေတရားတောင်ဖြစ်ပြီဆိုရင်နောက်တစ်ခါနိုင်ငံညားနေပေါ့နော်အထူးသဖြင့် time back ကနေဆိုတချို့ကလေးတွေဆိုကြိလိုက်လို့ရှိရင်ကလေးလေးတွေကြိလိုက်တာနဲ့တိပါတယ်ဘယ်လိုနေရာမျိုးကနေဘယ်လိုကနေဆိုပြီးဆဲဆိုရိုင်းဆိုင်နေတဲ့ကလေးတွေကိုစောင်းဝင်နေရင်တောင်မနေယုံကန်နေကြရတာငါတို့ကတော့ time ကနေနေလို့မလို့လွတ်တယ်လို့လည်းမထင်နဲ့နော်တကယ်တကယ်တွေ့လာဟုတ်တလောဆို time မှာလဲတယောက်နဲ့တယောက်နဲ့တရားရင်ဆိုင်ကြရတယ်ဆိုလို့ရှိရင်တရားရုံးမှာတောင်းပန်ရတာတွေပါတယ်မြင်နေတွေ့တယ်မလားနော်ဆိုတော့လေအဲ့တော့ကျမတို့က personal attack မဟုတ်ဘဲနဲ့တခုခုဆိုလို့ရှိရင် ကြိုးချောင်းစီလျော်စွာနဲ့အချက်နဲ့အလက်နဲ့အထောက်အထားနဲ့အကိုးအကားနဲ့ပြန်ပြီးတော့မှပြောကြပါเนาะယောက်ျားကြီးတွေတမဲနဲ့ဆင်းနေဆိုနေတဲ့သူတွေတွေ့တယ်เนาะတွေ့တယ်တွေ့တယ်သိလားတွေ့တယ်လူစိုးတွေတော်တော့ဟုတ်ပြီလားเนาะอืม attention ရှာပြီးတော့မှပြောတယ်ဆိုရင်ကျမတို့ကဒါဆိုရည်ရွယ်ချက်ကဘာလဲ attention ရှာတဲ့ရည်ရွယ်ချက်က ဟုတ်ပြီလားဗာရေကြပါလေအခု Facebook တွေ TikTok တွေ monetization တွေလုပ်ထားလို့ပတ်စံလိုချင်လို့မလို့ attention ရှာကြတာလေ content creator တွေဆို attention ရှာကြတယ်လေဟုတ်တယ်လား hey ဗာ hey ဆိုလူစိတ်ဝင်စားအောင်အရှိမဆိုစကားတွေကိုဒိုတော့ဒိုလို့တွေလုပ်ပြီးတော့မှ attention တွေရှာပြီးတော့မှပြောကြတာလေအဲ့ဒါမှလူကြည့်အောင်လေ view ရတာနဲ့ view များရင်တော့ပတ်စံရတာ ဗျူးများရင်ပတ်စံရတယ်ကောမန့်နေနော်အခုနလို reaction နေဆိုရင်ပတ်စံရတယ် Facebook မှာရောပဲနော်အဲ့ဒါကြောင့်မလို့တချို့တွေကအကုန်လုံးကလေအဲ့လိုသူများကိုမကောင်းချောင်းနေပြောအာဆယ်လီတွေရဲ့မကောင်းချောင်းနေပြောဟိုလူကိုတိုက်ခိုက်ဒီလူကိုတိုက်ခိုက်ဆိုလူတွေကအညီအညီဆိုရင်ယင်အောင်တယ်လေနော်အဲ့လိုအညီဟောက်တင်လားဆိုပို့ပြီးကြည့်တယ်ကျမတို့ဖျားစကားတရားစကားတွေပြောမယ်ကျမတို့အသိပညာဗဟုသုတတွေကိုမျှဝေမယ်ဟာဆိုလူသိမ့်မရှိဘူးလေဟေးသူများအကြောင်းပွဲဟေးဆိုလူများတယ်ဒါကြောင့်မလို့လူတွေအကုန်လုံးကလေပွဲကြီးရှာကြတော့တာနော် ပွင့်ကြီးရှာကြပြီးတော့မှအဲ့တော့လူကြည့်တယ်လူကြည့်တော့ပတ်စံရတယ်ကျမပြောပါလားဒေါ်လာ900ရရတယ်ဆိုဘယ်လောက်ရမလဲ9 900ဆို6 9လီ20 3 20ပေါ့ဟုတ်တယ်နော်ဆိုတော့ကျမဘာဖြစ်လို့မချိတ်ထားလဲကျမချိတ်ရင်ဒေါ်လာ900တထောင်ပါအေးအေးဆေးဆေးရတယ်နော်အေးအေးဆေးဆေးရတယ်ကျမ TikTok ဆိုလို့ရှိရင် post တစ်ခုတစ်ခုဆို million view တွေအများကြီးရတယ်နော်အကောင်လုံး100ချီ900ချီ K တွေကြီးပဲ view တွေဆိုပတ်စံဆိုအများကြီးရတယ်နော်ဆိုတော့ရမှာနော် ဒါပေမဲ့ကျမမချိတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အေးရမယ်ပတ်စံ30 30နဲ့ကျမပြုံးလိုက်တဲ့စကလုံးนี่တန်ဖိုးပျောက်သွားမှာဆိုလို့ပတ်စံရှာစားနေလို့သူများကိုပြုံးနေတာဒီမိန်းမကြီးရလို့ဖြစ်မှာဆိုလို့ကျမကလည်းကျမတိုင်းပြည်ကိုချစ်တယ်ကျမနိုင်ငံကိုချစ်တယ်ကျမနိုင်ငံသားတွေကိုတိုးတက်စေခြင်းနဲ့ကောင်းစေခြင်းနဲ့အဲ့တော့ကျမတိတဲ့အတိကျမတိတဲ့ဘ ഹു တုတ္တရတွေကနေကျမရှုမြင်တာလေးတွေကိုကျမသုံးသပ်ပြရတယ်ကျမဘသူ့ကိုမှ personal attack လုပ်ပြီးတိုက်ခိုက်တာမျိုးမရှိဘူးဘသူ့ပေါ်မှာမုံအမုံတရားနဲ့ပြောတာမျိုးမရှိဘူးเนาะကျမယင်နေက နေပြီးတော့မှကောင်းစေခြင်းနဲ့စိတ်ဆန္ဒနဲ့ဒါလေးတော့မပြောနဲ့ဒါလေးကတော့မဖြစ်သင့်ဘူးဒါလေးကတော့မဟုတ်ဘူးဒါလေးကတော့ဟုတ်တယ်ဆိုတာကို စဉ်းစားဆင်ញញနဲ့ကျွန်မကဝေဖန်သုံးသပ်ပြတာပါစနယ်အတက်လောက်တာမဟုတ်ဘူးเนาะအဲ့တော့အကြောင်းအရာတစ်ခုကိုလည်းဒီတယောက်ကိုလည်းမပြီးနိုင်မစီးနိုင်ကျွန်မအချိန်ချင်းပါစနယ်အတက်လောက်ပြီးလည်းမပြောဘူးကျွန်မပြောတဲ့အထဲမှာလည်းအဲဆဲဆိုရိုင်းဆိုင်ပြီးတော့အယုဒ္ဓအနတ္တနဲ့လည်းကျွန်မမပြောဘူးဖြစ်တင်ဖြစ်တိုက်တဲ့ဟာလေးကိုပဲကြိုးចောင်းစီလျော်စွာနဲ့ကျွန်မဝေဖန်သုံးသပ်ပြတာเนาะဆိုတော့အဲ့တော့ခုနပြောတဲ့ ဟိုပတ်စံရှာပြီးလုတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်ကျမလက်ပြတန်းနဲ့စိတ်တန်းတန်းနဲ့ပြောလို့ရတယ်လေပတ်စံရှာထားတဲ့အကောင့်နေဆိုလို့ရှင်သူပတ်စံရကြုံလို့မလို့ဒီလိုမျိုးတွေပြောနေတာလို့ဖြစ်မယ်ကျမ Facebook မှာလည်းပတ်စံရှာမစားဘူး TikTok မှာလည်းကျမပတ်စံရှာမစားဘူးเนาะကျမပြောကြုံလို့ကိုပြောနေတာကျမကိုချစ်ချင်းမုန်းရင်ရှိမယ်ဆိုတာကိုသိတယ်ကျမဂယုမဆိုင်ဖ ೇನೆ ကျမပြောနေတာเนาะအဲ့လိုဆိုတော့တစ်ခါလေးကြာရင် စေတနာလေးကိုမြင်ပေးပါเนาะဟုတ်ပြီเนาะအဲ့ဒါလေးပြောချင်တာမျက်နှာ မျက်နာအလှပြင်းနေရမေတ္တာတုံးတဲ့ဂုံတော်ကွန်ချာနဲ့ကိုရွတ်တယ်ရေချိုးနေတဲ့တရဏဂုံရွတ်တယ်ရေချိုးကန်ကြီးကိုပရိတ်ကြီးဆက်သက်တုတ်ကိုရွတ်တယ်15မိနစ်ပဲကြာတယ်ပရိတ်ကြီးဆက်သက်တုတ်ကကျွန်မအလွတ်ရတော့မြန်လဲမြန်နေရှာတွက်နေပြီးသားဖြစ်တဲ့ခါကြတော့လေပရိတ်ကြီးဆက်သက်တုတ်ရွတ်ရင်15မိနစ်အဲ့တော့အိမ်ကနိုးတယ်မနက်မုန်းလေးနဲ့ကစတယ်ဆိုပါစို့ကျွန်မပြန်ပြောပြမယ်ကျွန်မအိမ်ကမနက်နိုးပြီဆိုတာနဲ့ ိမ်ရတဲ့ကနေလေ့ကျင့်ကြည့်နော်ကျမမျက်လုံးနိုးပြီကျမလုံးဝနိုးသွားပြီပေါ့ရှင်းရှင်းလင်းလင်းနိုးသွားပြီအိမ်မုံဆုံးမှာမဟုတ်တော့ဘူးဆိုတာနဲ့တရဏဂုံကိုးကောက်ရွတ်တယ်ဗုဒ္ဓံတန်တန်ကိစ္ဆာမိဓမ္မံတန်တန်ကိစ္ဆာမိတန်ခံတန်တန်ကိစ္ဆာမိဒုတိယမိဗုဒ္ဓံတန်တန်ကိစ္ဆာမိဒုတိယမိဓမ္မံတန်တန်ကိစ္ဆာမိဒုတိယမိတန်ခံတန်တန်ကိစ္ဆာမိတတိယမိဗုဒ္ဓံတန်တန်ကိစ္ဆာမိတတိယမိဓမ္မံတန်တန်ကိစ္ဆာမိတတိယမိတန်ခံတန်တန်ကိစ္ဆာမိဆိုပြီးကျမကိုးကောက်ရွတ်တယ်ပြီးသွားရင်မြစ်တာတုံရွတ်တယ်ပြီးရင်ဂုံတော်ကွန်ချာရွတ်တယ်အဲ့ဒါပြီးသွားပြီဆိုတော့မှကျမကဒင်မောကနေစင်းနေရှူထားပေါက်တယ် เนาะအဲ့ဒါအဲ့ဒါကျွန်မရဲ့နေတိုင်းနေတိုင်းဘာလို့ဆိုတော့အိမ်ရောကျွန်မကုသိုလ်နဲ့노ထားကျင်တာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုကျွန်မကျင့်ထားတယ်အခုအလုံးဝအသားကျသွားပြီအဲ့ဒါကျင့်ထားတာလေ ဆိုတော့အိယာနိုးပြီဆိုတာနဲ့ဂုံတော်ဟိုတရဏဂုံတင်နေပြီးတာနဲ့မြစ်တာတော့ရွတ်တယ်ပြီးရင်ဂုံတော်ကွန်ချာရွတ်တယ်ဒါအိယာနိုးတဲ့အချိန်ပြီးသွားပြီဆိုကောက်ကိုစားစရာရှိမဲ့သွားတဲ့အီးပါမဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့အကုန်လုံးကအိမ်မှာလုတ်တယ်ဘာညာထမင်းစားမဲ့အဲလုတ်တယ်ပြီးသွားပြီအကုန်လုတ်ပြီးသွားပြီဆိုရေချိုးတော့မယ်ဆိုလို့ရှင် ကျမ၄နိုင်ထွင်းရင်မဖြစ်မနေရေချိုးရတယ်အဲ့တော့ကျမ၃နိုင်၅ဆိုလို့ရှိလို့ရှင်ကျမလမ်းလျှောက်တယ်နိုင်ဝက် လမ်းနာရီဝက်လျှောက်လိုက်တယ်3နာရီ15လမ်းနာရီဝက်လျှောက်လိုက်လို့ရှိရင်45မိနစ်ဖြစ်သွားပြီအဲ့တော့15မိနစ်ကိုကျမကပိတ်ရွတ်လိုက်တယ်ပိတ်ပိတ်ကြီးဆက်သက်တော့ရွတ်လိုက်တယ်အဲ့ဒါဆို4နာရီထိုးသွားရောအဲ့တော့ရေမချိုးခင်ပိတ်ကြီးဆက်သက်တော့ရွတ်လိုက်တယ်4နာရီထိုးတော့ရေချိုးကန်းထဲဝင်တယ်ရေချိုးတယ်ရေချိုးနေရင်လည်းကျမတရဏဂုံရွတ်ပြီးတော့မှဘုံတန်တန်ကိစ္စမိဓမ္မတန်တန်ကိစ္စမိတန်ကန်တန်တန်ကိစ္စမိဆိုပြီးတော့မှသွားတိုက်တယ်မျက်နှာတက်တယ်ရေချိုးတယ် ပြီးသွားပြီဆိုရင်ကျွန်မအလှပြင်ဖို့မှန်နေကုန်မှာထိုင်တယ်ထိုင်ပြီဆိုတာနဲ့ကိုမျက်နာကိုကြည့်ပြီးကိုဟာကိုလည်းမြင့်တာပို့ရမယ်လူဟာနံပါတ်1ကိုဟာကိုလည်းမြင့်တာပို့ရတယ်ကိုကြမ်းမာဖို့လိုတယ်ကိုလန်းဖြာဖို့လိုတယ်ကိုဟာကိုချစ်တက်ဖို့လိုတယ်လူဟာမိမိကိုကိုမိမိမချင်ဘာဖြစ်လဲမိမိကိုကိုမိမိမချင်ကိုဟာကိုအဆုံးစီရင်တဲ့ကိစ္စမျိုးတွေဖြစ်တယ်ဆိုတာမိမိကိုကိုမိမိမချစ်လို့ဖြစ်ကြတာ နော်အဲ့တော့မိမိကိုကိုမိမိချစ်စိတ်ဖြစ်အောင်လို့ကိုယ့်အကိုချစ်မှာကိုယ့်အကိုတန်ဖိုးထားမှာဒီအသက်နဲ့ခန္ဓာကိုစွန့်လွတ်တဲ့စိတ်တွေမဖြစ်မှာစိတ်တကြရတယ်အားငယ်တယ်ဘဝမှာဒဏ်ရာတွေဖြစ်တယ်ဆိုရင်လွယ်လွယ်ကူကူနဲ့အရှုံးမပေးမှာကိုယ့်အကိုချစ်တတ်တဲ့စိတ်ရှိအောင်အဲ့တော့ကျမတို့ကကိုယ့်အကိုချစ်တတ်ဖို့လဲလိုတယ်ဒါကြောင့်မလို့ကိုယ့်အကိုချစ်အောင်ကိုယ့်အကိုမေတ္တာပို့ရတယ်နော်အဲ့တော့ကျမမှန်နေကုန်မှာကိုယ့်မျက်နှာကိုကြည့်နေရင်လည်းမေတ္တာတော့ရွတ်တယ်အလားပြင်နေရင်လည်း ပြီးရင်ဂုံတော်ကွန်ချာရွတ်တယ်လက်လာပါတွေပွန့်လန်းမှုအန်ဒီရီတွေကင်းရှင်းမှုဂုံတော်ကွန်ချာရွတ်တယ်ဒါဆိုရင်မြေတာတုံးတဲ့ဂုံတော်ကွန်ချာရွတ်ပြီးသွားပြီဆိုတာ ਨੇ ကျမရဲ့အမှားပြင်ခြင်းဟာပြီးသွားပြီအဲ့ဒါပြီးသွားပြီဆိုတာ ਨੇ ကျမဝေစားလဲဘာလဲလုပ်ပြီးပြီဆိုတာ ਨੇ ဖျားကန်းကိုဝင်နေဖျားရှိခိုးနေဖျားတောက်တော်ရေကတ်တယ်အဲအကုန်ရေချမ်းကတ်တယ်စီမီကတ်တယ်ကတ်ပြီးပြီဆိုတော့မှဖျားရှိခိုးပြီးပြီဆိုတော့မှကျမရုံငန်းလာတယ်ရုံငန်းလာပြီးပြီဆိုရင်ကျမပစ္စည်းတွေကိုကင်ပြီးတော့မှကျမကတစ္ဆာပြူတယ် ငါးမတီလာစောက်တည်တယ်ပြီးတော့မှကျွန်မဈေးရောက်တယ်โอเคเนาะဈေးရောက်တယ် အဲ့ဒီကနေမှကျွန်မပြီးဒီကြားထဲမှာကျွန်မအားနေတဲ့ချိန်မှာဒီမှာလက်ထဲမှာပတိစိတ်နေတာပေါ့နော်အရဟံသိတိဘဂဝါအောင်ဆိုပြီးပြီးသွားပြီဆိုကျွန်မအလုပ်ပြီးလို့မှကျွန်မယုံကနေအိမ်ပြန်ပြီဆိုရင်ခဏနားတယ်12နာရီဆိုကျွန်မ12နာရီခွဲထိနာရီဝက်မျက်နှာတက်တယ်သွားတိုက်တယ်မျက်နှာတက်တယ်ခဏလေးပေါ့မောတဲ့ခါကျတော့ခဏလေးနားတယ်နားပြီးသွားပြီဆိုတော့12နာရီခွဲဆိုရင်ကျွန်မဖះရှစ်ခိုးတယ်မဟာသမယတုတ်ရွတ်တယ်ပဋ္ဌာန်းရွတ်တယ်နော်ဖះရှစ်ခိုးတယ်အဲ့တော့12နာရီခွဲကနေကျွန်မ10နာရီခွဲထိဖះရှစ်ခိုးတာကြာတယ် တဏှာခွဲပြီးသွားပြီဆိုရင်မပြီးသေးတဲ့ပဒီတွေဆက်ပြီးတော့มาစိတ်တယ်။အရန်တိတ်တိဘဂဝါအောင်ကတနေ့ကို3240စိတ်ရတယ်။ပြီးရင်နမောတတ1000စိတ်တယ်။ကျမကကြည်ဖြူမင်းဂါရာကိုက200စိတ်တယ်။ပြီးရင်စိတ်ပဒီနဲ့စိတ်ပဒီနဲ့ တတဲ့နှကုံအကုံတော်ကိုပေါအောင်စိတ်ပတိနဲ့သုံးဘက်စိတ်တယ်နောက်တခါသူကတော်ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားကျွန်မစကားပြောပြီးအလုံးလုံးရတာဖြစ်တဲ့အတွက်ကြောင့်မလို့မြတ်စွာဘုရားရဲ့သူကတော်ကုံတော်ကိုကျွန်မထုံမွန်းပြီးတော့မှသူကတော်ကောင်းသောစကားကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရားသူကတော်ကောင်းသောစကားကိုသာဆိုတော်မူတတ်သောမြတ်စွာဘုရားဆိုပြီးပတိတစ်ဘက်စိတ်တယ်ဒါဆိုရင်ကျွန်မရဲ့ဒါပြီးသွားပြီပြီးသွားပြီဆိုတာနဲ့ခုနကတဲ့နကုံ8400အတွက်ကိုကျမလက်ထဲကိုထည့်ပြီးတော့မှကျမစိတ်နေလိုက်တော့တာမအိတ်ချင်မချင်းပေါ့နော်တယ်လီဖုန်းလေးကြည်ပြီးတော့မှအဲ့ဒါလေးကျမစိတ် ပြီးတော့မှကျွန်မတယ်လီဖုန်းလေးကြည့်တာပေါ့နော်ပြီးသွားပြီးပြီအိတ်ချင်ပြီဆိုတာနဲ့ပတိလဲလက်ကနေချလိုက်ပြီးအိတ်တော့မဲမီးလဲပိတ်ပြီးမျက်လုံးမိတ်လိုက်ပြီးဆိုတာနဲ့ဘာမှမတွေးတော့ဘဲနဲ့တံပုတ်တွေရွတ်ပြီးအိတ်တယ်အဲ့ဒါအီမန်သောတစ္ဆာစကားကျွန်မရဲ့နေတိုင်းလုပ်တဲ့ဟာတကယ်မှမပြတ်ဘူးအီမန်သောတစ္ဆာစကားကြောင့်ခொနီယသားသမီးအပေါင်း ဘေးရန်တည်းကင်းရှင်းကြပါစေ။ကဆိုးဘေးဆိုးယောဂါဆိုးများမှကင်းဝေးကြပါစေ။ကျမလည်းစိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေပေါ့နော်။အဲ့ဒါတရားမှမပြတ်တော့ကျမရဲ့နေ့စဉ်အားစိတ်နှကန်။အာကုသို့စိတ်တွေမဝင်လာအောင်လေ။ကာထားတယ်ကိုဟါကို။အဲ့တော့အမြဲတမ်း used to ဖြစ်နေ။ရန်လိုက်ပြီဆိုတာ ਨੇ တရဏဂုံယူပြီးသားလက်ထင်းကိုဒါဝင်ပြီဆိုတာနဲ့အရဟံသိတိဘဂဝါအောင်ယူပြီးသားမှန်နေကုန်ထိုင်လိုက်တာနဲ့မြစ်တာတော့ယူပြီးသားမျက်စိနှလုံးပွင့်ပြီးအိပ်ရာတွေကနေယူလိုက်တာနဲ့တရဏဂုံတည်ပြီးသားအဲ့လိုမျိုးတွေဖြစ်အောင်လို့ကိုယ့်အကို used to ဖြစ်အောင်လို့လေ့ကျင့်ထားတယ်မျက်လုံးနှလုံးမိတ်တော့မယ်အိပ်လိုက်ပြီးဆိုတာနဲ့တန်ပုတ်တွေယူပြီးတော့မှအိပ်တတ်အောင်လို့အိမ်မက်ဆိုးတွေမမတ်အောင်အဲနောက်တစ်ခါကိုကုသိုလ်စိတ်နဲ့အိပ်သွားအောင်လို့မလို့ကျမလေးအမြင်နဲ့အတွေးတွေမများအောင်လို့ဆိုပြီးအဲ့လိုမျိုးလေးလေ့ကျင့်ထားတယ်အဲ့ဒါလေးအဲ့ဒါလေးကိုမျှဝေတာနော်အဲ့ဒါလေးကိုမျှအဲ့ဒါအပိုပြောတာမဟုတ်ဘူးနော် အဲ့ဒါနေတိုင်းတရက်မှမပြတ်ဘူးနှစ်ပေါင်းများစွာရှိပြီတရက်တည်းနေရတဲ့ကိစ္စမဟုတ်ဘူးနော်တတိယမှလုပ်တဲ့ကိစ္စမဟုတ်နှစ်ကိုနှစ်ပေါင်းများစွာဆိုဘယ်နှစ်နှစ်လဲဆိုလို့ရှိရင်နှစ်ကို10စုနဲ့နှစ်စုစာလောက်ရှိပြီကျွန်မအတိုင်းပဲနေလာတာ10စုနဲ့နှစ်စုစာလောက်ရှိပြီကျွန်မအသက်58နှစ်ကျွန်မအဲ့လိုမျိုးကြင့်ပြီးနေလာတာ10စုစင်းနဲ့နှစ်စုစာလောက်ရှိပြီနော်အဲ့တော့ဘယ်လိုမျိုးအဋိဋ္ဌံနဲ့လုပ်လဲဆိုရင်ကျွန်မရဲ့အဋိဋ္ဌံကကျွန်မအတိတတိ ကတ်နေတဲ့၍ယာတပံအဋ္ဌံအတိတတိမကတ်တော့ရင်တော့ကျွန်မမသိဘူးပေါ့နော်ကျွန်မအတိလည်းမရှိတော့ဘူးတတိလည်းမရှိတော့ဘူးတငယ်တွေလည်းပြန်သွားပြီဘာမှအုံနောက်မှတ်ညာနေလည်းမရှိတော့ဘူးဆိုတော့မပြောတတ်ဘူးပေါ့အတိတတိကတ်နေတဲ့၍ဒီအတိုင်းကျွန်မကြင့်ကြံနေထိုင်မယ်လို့ကျွန်မကတစ္ဆာဆိုထားတယ်အဲ့လိုနော်ရည်လန်းပန်းလန်းအလင်းလန်းဆိုရင်ဖျားကိုတရက်မှမပြတ်ဘူးကတ်တာတရက်မှမပြတ်ဘူးရည်လန်းပန်းလန်းအလင်းလန်းကျမခยีသွားလဲရအောင်ကတ်တယ်ကျမ ဘန်ကောက်သွားလဲဘန်ကောက်အိမ်မှာကျွန်မကတ်တယ်ပန်းမရှိဘူးလားကိုကလေကတ်ချင်စိဖြစ်လို့လားမသိဘူးပန်းမရှိဘူးလားဆိုအမြဲတမ်းကိုရဲ့လက်တကမ်းမှာအမြဲတမ်းဒီရဲ့အဋိဋ္ဌံမပြတ်သွားအောင်အမြဲတမ်းရှိတယ်ပေါ့နော်အမြဲတမ်းရှိတယ်ကျွန်တော်တို့ဆိုရင်တကယ်ပန်းဝယ်လို့မရဘူးဟာဒုက္ခပဲပန်းဝယ်လို့မရဘူးဆိုကျွန်တော်တို့ကွန်ထရိုးမှာလေး ဒီကအိမ်ရလိုမျိုးပဲဆက်လက်ပန်းနေစိုက်ထားတာရှိတယ်အလှတွေရေကူးကန်နာတွေမှာအဲဆိုကျွန်မအဲ့ရနေသွားပြီးတော့မှကျွန်မ78ပွင့်ပေါ့လေ78ပွင့်ကျွန်မသွားချိုးတယ်78ပွင့်အဲ့ဒါကတ်လို့ရအောင်လို့မလို့အိမ်မရအောင်ဆိုကျွန်မတို့နောက်ဆုံးမရအောင်ဆိုအိမ်နာမီးပွိုင်နာမှာရေတမာပင်ရှိတယ်ရေတမာပင်ကြီးကနေပြီးတော့မှပန်းနေရေတမာပန်းနေကြွေတာအဲ့ဒါညက်နေဆိုကြွကြွအိတ်ကလေးကင်ပြီးတော့မှကျွန်မတို့အိမ်ဘန်ကောက်မှာဘန်ကောက်မှာအိမ်မီးပွိုင်ရေတမာပန်းလေးတွေအိတ် ပပိုးစာတောက်ကောက်တယ်တောက်ကောက်ပြီးအိမ်ပြန်အိမ်ပြန်ပြီးအဲ့ဒါရေတမာပန်းလေးတွေလုတ်တယ်နောက်ပိုင်းတော့ကျမဒီကနေမြန်မာပြည်ကနေတွားရင်ဟိုမှာပန်းရှာလို့မလဲမှာဆိုလို့နှင်းစီပန်းတွေကိုကျမတစ်ခါတည်းယူသွားချိုးပြီးတော့ယူသွားယူသွားပြီးအိမ်ရောက်ရေခဲတက်တာတွေထည့်ထားပြီးနေတိုင်းအဲ့လိုလေးပန်းလန်းခတ်ကတ်တယ်ပေါ့နော်တရက်မှမပြတ်ဘူးအဲ့ဒါလည်းနှစ်ပေါင်းများစွာဆယ်စုနှစ်ရှိပြီးရေလန်းပန်းလန်းအလင်းလန်းကတ်တာအစိမ့်နကန်ကုသိုလ်တွေနော်ဒါလေးကတော့မျှဝေတာ